ရှင်ဘုရားတဲ့တပည့်တော်ကတဲ့တပည့်တော်တို့ကလူဘွားမှာပျော်တာတဲ့ကာမဂုဏ်အာယုန်နေနဲ့ပျော်တာတဲ့သားတွေတမီးတွေနဲ့စီးပွားဥစ္စာရှာပြီးလူဘွားမှာပျော်တာတဲ့ဒါတတ္တဗန်တော့သူပြောတာလူဘွားမှာပျော်တာတဲ့ဘုန်းကြီးဟုတ်ဖို့စဉ်းစားလိုက်ရင်တပည့်တော်6ကဘာတဲ့ဆင်းရမှာလောက်ကြောက်တယ်တဲ့ဟုတ်လားမသိဘူးနော်အဲအမျိုးသမီးတွေဆိုတော့တိလရှင်ဝင်ရမှာစဉ်းစားလိုက်တာနဲ့6ကဘာနဲ့ဆင်းရမှာလောက်ကြောက်တယ်တဲ့ ပပတောဝိယခာယတိတဲ့ဘုန်းကြီးဘွားဟာ၆ကဘွားကြီးလို့စိတ်ထဲမှာအောင်းမိတယ်သူကလျှောက်တာเนาะနေခါမှာဒုက္ခငိမ့်ချတယ်လို့သိတော့သိပါတယ်တပည့်တော်ဘုန်းကြီးဘွားအေးချမ်းတယ်လို့သိတယ်တဲ့ဒါပေမဲ့တကယ်ဝတ်မလို့စဉ်းစားတဲ့အခါမှာ၆ကဘွားကြီးလို့စိတ်ထဲမှာကြောက်လန့်စရာကြီးဖြစ်တယ်လို့သူကအဲ့လိုလျှောက်လျှောက်တော့ရှင်အနန္ဒာကအေးဟုတ်ပြီဒီလိုဆိုရင်မြတ်စွာဘုရားစီ သွားရအောင်ဆရာစီ တို့စကားအရင်နှီးပြူစရာရှိတယ်ဖះကိုတွေ့ဖို့စကားလက်ဆောင်တစ်ခုပါလာဆိုပြီးတော့သူ့ကိုခေါ်ပြီးတော့ဖះစီသွားသွားပြီးတော့မြတ်စွာဘုရားကိုလျှောက်တယ်ဒီတပုဒ္ဒါကဒီလိုလျှောက်ပါတယ်ဗျာဒီတခါကတပည့်တော်ဒီလိုလျှောက်တယ်ဆိုမြတ်စွာဘုရားကဟုတ်တယ်တဲ့နော်ငါလည်းပဲဒီနိခမ္မကာမဂုဏ်အာယုန်တွေကထွက်ခွာတာကောင်းတယ်ဆိုတော့ငါလည်းသိခဲ့တယ်ငယ်ဒီဖះမဖြစ်ခင်ကနော်ဖះလောင်းဘွားတော့ နိခမ္မဆိုတဲ့သကလုံးက renounce 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 ဆိုလူဘွားကနေရှောင်တာလည်းပဲနိခမ္မပဲနော်ကာမဂုဏ်အာယုန်တွေကမျက်နှာလွှဲဖယ်တာလည်းပဲနိခမ္မလူတွေကကာမဂုဏ်အာယုန်ဘက်သာဥလှဲ့ထားတာကိုကာမဂုဏ်အာယုန်ကိုကြောခိုင်းပြီးတော့ဒီတိတ်ဆိတ်ငြိမ်သက်ပြီးတော့တူးတဲ့နေဖို့ဆိုတာကြတော့အဲ့ဒါကြတော့နိခမ္မဘဝတစ်ခုကိုဆွန့်လွတ်လိုက်တာနော်မိသားစုဘဝမိသားစုလိုက်ကိုဆွန့်လွတ်လိုက်ဆွန့်လွတ်လိုက်ပြီးတော့ ဒီရဟန်းဘဝကိုကူပြောင်းတာဒါလည်းနိခမ်းမှာအဲ့တော့ငါလည်းပဲဖရာအောင်ဒီတရားဓုတရားမြတ်မရခင်တော့ငါတဲ့ဒီနိခမ်းမလို့ဆိုတဲ့ကာမဂုဏ်အာယုန်တွေကနေထွက်ခွာတဲ့ထွက်ခွာပြီးတော့ကျင့်ရတဲ့အကျင့်ဟာကောင်းတယ်လို့ငြိမ်းချမ်းတယ်ကောင်းတယ်ဆိုတာငါလည်းသိတယ်တဲ့ပြီးတော့နောက်ကောင်းတယ်နောက်လွတ်လွတ်လပ်လပ်တူးတယောက်တည်းတူးတယ်လွတ်လွတ် ကျွတ်ကျွတ်နေတာဟာကောင်းတယ်တယောက်တည်းနေတာကောင်းတယ်ဆိုတော့ငါသိတယ်တဲ့သို့တော်လဲလက်တွေ့အဲ့ဒီနိခမ္မကာမဂုဏ်အာယုန်တွေကိုစွန့်ပြီးတော့ကာမဂုဏ်အာယုန်တွေကိုစွန့်လွတ်ပြီးတဲ့အခါမှာတဦးတည်းနေဖို့ဆိုတာကိုစ조사ကြည့်လိုက်တဲ့အခါစိတ်ကကာမဂုဏ်နေအာယုန်တွေဘက်ကိုပြန်ပြန်သွားနေတယ်အလွယ်တကူနဲ့မရကောင်းမှန်းသိတယ်လှုပ်လို့မလွယ်ဘူးလို့အဲ့ဒါမျိုးကိုငါကြည့်တယ် အဲ့ဒါမျိုးကိုကိုတိုင်တွေ့ခဲ့တယ်ပေါ့နော်ကိုကိုတိုင်ဒါဒီပရိသတ်လည်းကိုယ့်ကိုစဉ်းစားကြည့်ပေါ့နော်ကောင်းမှန်းတော့သိတယ်သီလရှင်ဘုရားအေဂျမ်မှန်းသိတယ်အမျိုးသမီးတွေဆိုအမျိုးသားတွေဆိုလည်းဘုန်းကြီးဘုရားအေဂျမ်မှန်းသိနော်အေဂျမ်နဲ့ဆိုတာပြောကဲတကယ်ဝတ်မလားလို့ဆိုတဲ့အခါကျတော့ခုန6ကဘာကြီးတည်းဆင်းရမှလို့လန့်အဲ့ဒါဘာဖြစ်လို့ဒီလိုဖြစ်တယ်လဲကောင်းမှန်းသိရင်ဘာလို့မလုံနိုင်တယ်လဲလို့ဆိုတော့မြတ်စွာဘုရားဟောတာတော်တော်ရှင်းတယ် ရှင်းရှင်းလေးဟောတာမြတ်စွာဘုရားငါစဉ်းစားတယ်တဲ့မိခံမကောင်းမှန်းသိရတဲ့တန်းဘာဖြစ်လို့ငါမလုံနိုင်တာတုံးဆိုတော့ဩကာမဂုဏ်ရဲ့အပြစ်တွေကိုငါတွေးတာအားနေနေသေးတယ်မိခံမရဲ့အကျိုးကျေးဇူးတွေကိုစဉ်းစားတာအားနေနေသေးတယ်ဒါကြောင့်မို့အင်အားမရှိသေးတာအဲ့တော့ကာမဂုဏ်ရဲ့အပြစ်တွေကိုမြင်တဲ့မြင်အောင်ထပ်ပြီးတော့စ조사ကြည့်ဆိုပါစို့ ဘုန်းကြီးဝိချင်းတဲ့လူတရားဟာလူ့ဘဝရဲ့ဒုက္ခဒုက္ခတွေအများအားထိုင်စဲစားနေဘယ်လောက်ညီငွေစရာကောင်းတယ်ဘယ်လိုဒုက္ခတွေများတယ်ဆိုတာကိုစဉ်းစားနော်အဲ့ဒါကိုအပြစ်ကိုမြင်တယ်လို့ပြောတယ်အဲ့ဒီအပြစ်မြင်မှုဟာစိတ်ဓာတ်ထဲမှာတန့်ခိုင်လာသည်ထိအောင်လေ့ကျင့်ရတွေးရအပြစ်တွေကြီးပဲတွေးလောကမှာအပြစ်တွေမြင်လာလို့ရှင်ဆုံးလွတ်နိုင်တာပဲလေဘယ်ပစ္စည်းပဲဖြစ်ဖြစ်အပြစ်မမြင်သေးရင်တော့သဘောကျနေမှာပဲပေါ့အပြစ်မြင်လာရင်ဆုံးလွတ်နိုင်တယ် အဲ့တော့ကာမရဲ့အပြစ်တွေကိုမမြင်မြင်အောင်ကြိုးစားပြီးတော့နှလုံးသွင်းဆင်ခြင်နဲ့နိခမ္မရဲ့အကျိုးကျေးဇူးတွေကိုတစ်ဖက်ကနေပြီးတော့ဘလို့ကောင်းတယ်ဆိုတော့ကောင်းကျိုးချမ်းသာတွေရနိုင်မှုအဲ့ဒါတွေကိုဆင်ခြင်သုံးသပ်မှုအားကောင်းလာအောင်ကြိုးစားလိုက်တဲ့အခါကျတော့ဟောကာမတွေဆွန့်လွတ်ဖို့အပြစ်မြင်ထားတဲ့ကာမတွေကိုဆွန့်လွတ်ဖို့လွယ်သွားတယ်တဲ့နိခမ္မလို့ဆိုတော့ဒီကာမကိုဆွန့်လွတ်ပြီးတော့ရရှိလာတဲ့ နိခမဒုက္ခအပေါ်မှာလည်းလွယ်လွယ်ကူကူနဲ့ခံစားသွားနိုင်တယ်လို့ဒီလိုဆိုတာเนาะ